နမကျွန်တော်ဗီဒီယိုတွေဗျာကြည့်လို့မရဘူးဗျာဒီပဲစောက်ကြီးစောက်ကျင်နေဘာတွေပြောမှမသိဘူးတဲ့မှာဆရာကြီးအထာနဲ့မင်္ဂလာပါကျွန်တော်တော့ဖုန်းမိုဘိုင်းဖုန်းတော့ကိုစမ်းဝင်ပဲဖြစ်ပါတယ်ဒီနေ့ပြောချင်တဲ့အကြောင်းအရာကဘာလဲဆိုတော့ဗျာကွန်မန့်လေးတစ်ကြောင်းကျွန်တော်ကြိုက်လို့အများတို့ reply လုပ်ပြီးလိုက်ဘာလဲဆိုတော့ तू ကအားရထားလဲဆိုတော့ဗျာ ခါတိုင်းဆိုရင်လည်းဗီဒီယိုတက်လာရင်လည်းကြော်လိုက်တာလည်းလုံးဝကြည့်လို့မရဘူးပြခင်ဗျားဘူးနတ်နောက်ပိုင်းကျတော့လည်းခင်ဗျားဗီဒီယိုတွေမတွေ့လို့လည်းရှာပြီးပြန်ကြည့်ရတဲ့အခြေအနေရောက်လာဘာပြောချင်တာလဲဆိုတော့မစ္စတာကိုဒီပုံစံဖြစ်ဖို့ဖြစ်မယ်ဘာဖြစ်လို့လဲဆိုတော့အမှန်တရားခါတယ်တကယ်ရီးရဲ့ဖြတ်လာတဲ့ဟာကအပေါ်မှာပြားရီမတုတ်တာဘူး ဘဝရဲ့အတွေ့အကြုံပြောပြတာဗျာခမရဘဝရဲ့အတွေ့အကြုံဆိုတာကဖြတ်တန်းလာတဲ့အတွေ့အကြုံကိုပြောပြတယ်ဆိုတာကခမရအပေါ်မှာပြားရင်မတုတ်တာဘူးတကယ်အခက်အခဲတွေကြီးပဲပါတာခမရဘဝမှာခမရအဲ့လိုအခက်အခဲတွေလာနိုင်တယ်ကြုံနိုင်တယ်ခမရတို့ဒီလိုတွေဖြစ်နိုင်တယ်ဆိုတဲ့ဟာကိုအရှိရလူကဖြတ်ခဲ့တဲ့ဟာကိုခမရတို့ sharing လုပ်ပြီးတာအဲ့ဒီတော့ကိုသကလုံးကကြမ်းပါ အဲ့ဒီတော့ကအဖြစ်ပြက်တရားခမားတို့နားထောင်လို့ကောင်းမှန်မို့အဲ့ဒီတော့အဖြစ်ပြက်တွေကို real ပြောပြတဲ့အထွက်မှာခမားတို့ရဲ့စိတ်ခံစားချက်နဲ့တိုက်ဆိုင်ခြင်းမှာတိုက်ဆိုင်ဘာဖြစ်လို့လဲသိလားတဖြည်းဖြည်းခမားနားလည်လာတဲ့အချိန်ကျရင်ကျွန်တော်ဗီဒီယိုခမားရှာကိုကြည့်ရဘာကြောင့်ဒီစကားပြောလဲဆိုတော့ကျွန်တော်ကနှလုံးသားတန့်တန့်နဲ့ပြီးနေတယ်ခမားတို့ကြီးကဘာမျော်လင့်ချက်မှမကောင်းဘူးလူတယောက်နဲ့တယောက် တက်ရောက်မှုတိုင်းမှာတံပြန်တက်ရောက်မှုရှိတယ်ဆိုတဲ့အကြောင်းပါဒီ theory ကအလကားထွက်တာဘာဖြစ်လို့လဲဆိုခမရတန်းတန်းနေတာပြီခမရတစ်ခုမဟုတ်တစ်ခုတော့ပြန်ရကျွန်တော်အားလုံးခမရတို့တန်းတန်းလေးပြီးတာကျွန်တော်ဘဝမှာဖြစ်ခဲ့တဲ့ဟာလူရဲ့ psychology စိတ်ချနေဘလို့ရှိမလဲဒီလိုနေရာမှာခမရ emotion ဘလို့ဖြစ်နိုင်ဒါတွေကိုဖျက်ချော်တဲ့အချိန်မှာခမရရဲ့စိတ်ဒုက္ခ ခမရဲ့ခန္ဓာကိုယ်ရဲ့ဒုက္ခဒါတွေဖြစ်လာနိုင်တယ်ဆိုတဲ့ဟာကိုခက်ပြီးပြောပြအောင်ပါ။ဘာဖြစ်လို့လဲကျွန်တော်တို့မခံစားနိုင်ခြင်း။ကျွန်တော်တို့ဒုက္ခမရောက်စေခြင်း။ကျွန်တော်ဖြတ်ခဲ့သလိုခမရတို့လွလွယ်လေးနဲ့ဖြတ်လို့ရအောင်။ကြမ်းတမ်းတဲ့ဘဝတွေကိုမမြင်ရဘူးပေါ့။ဘာဖြစ်လို့လဲကိုခြင်းစာ။အဲ့တော့ဂျေဇုတက်ပါလေ။အခုခုရရဲ့ဆိုပုံမှန်မှန်ခဲ့ပါ။ နောက်ဗီဒီယိုမှာဒီတဲ့ကောင်းတဲ့ဒီတဲ့ကောင်းတဲ့ knowledge sharing idea တွေကျွန်တော်ထပ်ပေးပါပါမယ်အားလုံးသိကြည့်တယ်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါတယ်ကျွန်တော်ဗီဒီယို